happy you happy i happy you happy me me le i happy you happy me now you are you are talk can be the data ဆရာဦးဘွားကိုအရင်ကတည်းကတင်ပါလေဟိုတော်တော်ပြပြဒီစကားမှာကျွန်တော်အင်္ဂလိပ်စာကိုပြောဆိုလဲကျွန်တော်မပြောနိုင်ဘူးကျွန်တော်ပညာအရေးချင်းကြောင့်အဲ့တော့ကျွန်တော် data တွေပေးတဲ့အကြောင်းကွန်ကြားအင်္ဂလိပ်စာလေးကိုကျွန်တော်မပြီးကလားမပြီးကလားမပြောတတ်ပြောတတ်နဲ့ပြောတဲ့ဟာလေးကကျွန်တော်အပြင်မှာလည်းမကျွမ်းတဲ့အတွက်ဘူးလုံးဝကွက်တီလိုဖြစ်သွားတာပေါ့ဘယ်တီဘယူတီဖူးပဲကွာ အဓိကတော့မိသားစုဆိုတဲ့ကိုအဖေနဲ့အမေပါပဲအဓိကပါလာတာကျွန်တော်မျက်နှာလေးကိုရုပ်ချင်ပိတ်ကားတက်မှာကြည့်ခွင့်ရဖို့ဆိုပြီးတော့ဖေနဲ့မေကိုကျွန်တော်ရုပ်ချင်တဲ့ကိုဖိတ်လိုက်တာဖေနဲ့မေကြည့်ခွင့်ရပြီပေါ့ဟုတ်တညလို့တဲလို့ရမလားဟာရပါဘူးပြီးတော့အမေနဲ့ဖေနဲ့ကိုမစားဘူးတဲ့အစားစာလေးတစ်ခုခုပေါ့နော်အဲ့ဒါလေးကျွန်တော်လိုက်ကျွေးမှာပေါ့အဲအမေဆိုတိုင်ပတ်နေတာအခုကျွန်တော်အမေတို့ရောက်တာနေရရှိပြီကျွန်တော်ပါငပိရေချာတဲ့အလုပ်ကကျွန်တော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 ်တိုင်ပတ်တယ်ဟုတ်လားဘာလို့ဘာလို့ဆိုတော့အမေတို့ကဒီဟိုတယ်မှာမားစုတဲ့အားတွေကိုမစားတတ်ဘူးဖြစ် မစားတဲ့တော့အားကြောင်ကျွန်တော်တို့ကိုရင်းတို့တဲ့ဟာကိုပဲကျွန်တော်ကောင်းကောင်းစားသိကျွန်တော်လျှောက်ချပြီးတာပါဟုတ်ကျေးဇူးတင်ပါတယ်အခုလိုကျွန်တော်အသိမှတ်ပြုပေးတဲ့မီဒီယာတွေပေါ်ပြီးအပိတဲ့ကျေးဇူးရှင်တွေအများပဲကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာနှစ်ကားမြောက်ပေါ့အရှိကျွန်တော်တို့လွန်ခဲ့တဲ့တလားကျော်လောက်ကတကားကူးဆိုတကားနှစ်ကားပေါ့ဒီဇကားမှာဆိုဒီအိမ်မြောင်ရုပ်ရှင်ကားကြီးမှာတော့ကျွန်တော်ဇကားရဲ့၃ပုံ၄ပုံလောက်ကကျွန်တော်ပါတယ်ပေါ့ဟုတ်ဘယ်တီဘယ်တီဘူးပဲကွာ ရင်းဒီတစ်ခါဘူလိုပြောတာပေါ့ငါထောက်ခံတယ်ပညာရေးလည်းအားနေခဲ့ပါလေအမှန်ကန်လုံးအတီးပြောရမယ်ဆိုရင်ကျွန်တော်ပညာရေးမှာလည်းထွန်းထွန်းပေါ့မဖြစ်တဲ့ခါကျတော့ဒီအင်္ဂလိပ်စာတွေပါလေအရင်မကြောမအောင်ဟိုတော်တော်ပြီဒီစကားမှာကျွန်တော်အင်္ဂလိပ်စာကိုပြောဆိုလဲကျွန်တော်မပြောနိုင်ဘူးကျွန်တော်ပညာရေးချင်းကြောင့်အဲ့တော့ကျွန်တော်ဒါရိုက်တာတွေပေးတဲ့အကြံကွန်ကြားအင်္ဂလိပ်စာလေးကိုကျွန်တော်မပြီးကလာမပြီးကလာမပြောတတ်ပြောတတ်နဲ့ပြောတဲ့ဟာလေးကကျွန်တော်အပြင်မှာလည်းမကျွမ်းတဲ့အတွက်ဘူး လုံးဝကွက်တီလိုဖြစ်သွားတာပေါ့ I happy you happy I happy you happy me me လည်း I happy you happy မင်းကြီးတော့လည်း I happy you happy လိုက်တော့အဓိကတော့မိသားစုဆိုတဲ့ကိုအဖေနဲ့အမေပါပဲအဓိကပါလာတာကျွန်တော်မျက်နှာလေးကိုရုပ်ချင်းပိတ်ကားတက်မှာကြီးခွင့်ရဖို့ဆိုပြီးတော့ဖေနဲ့မေကိုကျွန်တော်ရုပ်ချင်းနဲ့ဖိတ်လိုက်တာဖေနဲ့မေကြီးခွင့်ရပြီပေါ့ဟုတ်အဲဒီနေ့ဒါပြီးသွားရင်တော့ကျွန်တော်တို့ပြန်ကြမှာပေါ့ဟိုတယ်ပြီးအိုက်ကနေပြန်ပြီဆိုရင်တော့မနေ့ကျရင်အမေနဲ့မေကိုစောစောစီစီကျွန်တော်ဒီဟိုဟာရွှေတုံးဖျားကိုသွားဖူးကြမှာဖေနဲ့မေကို ရောက်ဖို့မယ်အဲ့ဒါလေးကနေကျွန်တော်တို့ပြီးလို့ရှင်လို့ရှင်လို့ရှင်တူလေးတူမလေးတွေလည်းပါလာတဲ့ခါကျတူလေးတူမလေးတို့တက်သိဆိုင်ရုံကိုလိုက်ပုံမယ်ပြီးတော့အမေနဲ့ဘင်းနဲ့ကိုမစားဘူးတဲ့အစားစားလေးတစ်ခုခုပေါ့နော်အဲ့ဒါလေးကျွန်တော်လိုက်ကျွေးမယ်ပေါ့အမေဆိုတိုင်ပတ်နေတာအခုကျွန်တော်အမေတို့ရောက်တာနေ့ရက်ရှိပြီကျွန်တော်ဘာကြီးငပိရေချားတဲ့အလုပ်ကကျွန်တော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 ်တိုင်ပတ်တယ်ဟုတ်လားဘာလို့ဘာလို့ဆိုအမေတို့ကဒီဟိုတယ်မှာမားဆူးတဲ့ဟာတွေကိုမစားတတ်ဘူးဖြစ်ကျွန်တော်အကောင်းသားအစားစားတွေကိုကျွန်တော်စားသိချင်လို့ဆိုဝဲကျွေးတာအမေနဲ့ဘယ်မှာမစားတတ်ဘူး မစားတဲ့တော့အားကြောင့်ကျွန်တော်တို့ကိုရင်းတို့တဲ့ဟာဦးပဲကျွန်တော်ကောင်းကောင်းစားသိကျွန်တော်လျှောက်ချပြီးတာဟုတ်အိုးလင်နန်လိုက်တာကွာပူလဲပူတယ်လင်ပူနိုင်အများကြီးပါပဲကျွန်တော်မိဘတွေနဲ့ပတ်သက်ပြီးတော့လူလူသေးမရှိအောင်ကျွန်တော်လုပ်ခဲ့ပြီးသွားပြီကိုအိမ်တော်ကြောက်သွားတဲ့အချိန်မှာလည်းကျွန်တော်လူမျိုးတွေကအတိုင်းပဲကျွန်တော်အမျိုးသမီးရတယ်အရန်တော်ပါတယ်လူမျိုးတွေကအတိုင်းပဲကျွန်တော်အရင်တော့အတိုင်းပဲထောက်ပံ့တယ်ကတော့ဝင်ရတယ်ပေါ့ဟုတ်အရင်တော့အတိုင်းပါပဲလုပ်ပေးတာတွေတော့ပြောပြရင်တော့ကိုမှန်မို့ပေါ့အများကြီးပါဟုတ် ဒီလို producer တွေကတွေ့ရတာလေ producer တွေကကျွန်တော်နဲ့အရင်ဆိုတော့ဟိုတက်တရားစကားတွေဗားတွေပြောဗာညာဖြစ်တဲ့ခါမှာ producer တွေကပြကြည့်လိုက်တာပေါ့ပြကြည့်လိုက်ရကျွန်တော်ဒီ we black production မှာကျွန်တော်သိရတော့ဆိုလေအဲဆရာဦးဘွားကဒါ director ဆရာဦးဘွားကဒီ we black we black production မှာဆိုတော့သူကအမှုပညာအကြံပေးပေါ့အဲအဲ့လိုဖြစ်တဲ့ခါကျကျွန်တော်သိတာလေးပြောပြတာပေါ့နော်အကြံပေးဖြစ်တဲ့ခါကျတော့အစအစရရတော့ဦးဘွားတိုင်ပြန်ရမှာပဲလေသူကအသိပညာရှင်အတတ်ပညာလေးဖြစ်တဲ့ဖြစ်တဲ့ခါကျအဲ့ဒါဒီက production ကလူကြီးကဦးဘွားကိုတိုင်ပြန်တဲ့အချိန်မှာ ကျွန်တော်ထောက်ခံပေးလို့ခေါ်ကြတာပေါ့နောက်ပြန်ရေထောက်ခံပေးတဲ့ဒေါက်တာဆရာဦးဘောင်အရင်ကကျေးဇူးတင်ပါတယ်ကျွန်တော်တို့လေ TikTok မှာ online ပေါ်မှာဟိုတက္ကသိုလ်တက္ကသိုလ်နဲ့ကျေးဇူးရတဲ့ဒီလိုတရားကိုဘုလိုပြင်ပြီးတော့အနေအားပေးတဲ့အတွက်လည်းအရင်ကကျေးဇူးတင်ပါတယ်ကျွန်တော်လူမြလောကထဲမှာကျွန်တော်ဘယ်ချိန်ကြီးကြီးငငယ်လေးတွေကကျွန်တော်အခုချိန်ထိကျွန်တော်အကြိုက်ဆုံးအမှုပညာရှင်ကတော့ကွယ်လွန်သွားချာပြီဖြစ်တဲ့အကယ်ဒမီဦးမော်ပါ ဟိုမလွတ်တန်းကျွန်တော်ကြည့်ခဲ့တယ်ငငယ်လေးတွေကနေစပြီးတော့ဗီဒီယိုခွေးတိုင်းမှာဗီဒီယိုတော့ငါပြီဆိုတော့ကျွန်တော်မင်းသားမင်းသမီးကိုမကြည့်ဘူးဒီကားမှာဥမော်ပါလာဆိုပြီးတော့အဲ့ဒါကိုကျွန်တော်အခွေကိုဖတ်ဖတ်ကြည့်ပြီးကျွန်တော်ငှားလာတယ်ငှားပြီးသွားရင်ပြန်လာပြီဆိုလို့အားလုံးဝိုင်းကြည့်နေကြတယ်ကြည့်ပြီးသွားပြီဆိုရင်အိုက်ဇန်ဝန်ကဘယ်နှမိနစ်မှာဥမော်ဘာပြောလဲဆိုတာကိုကျွန်တော်မှတ်ထားတာနောက်နေ့ရတရားထဲရှိရင်ကျွန်တော်ပြန်ကြည့်တယ်အဲ့ဒီနေသွက်တာအဲ့လောက်ဒီကိုကျွန်တော် YouTube ပြီးတော့အရန်ကျွန်တော်ချစ်တဲ့အမှုပညာရှင်ပါဟုတ်ကျွန်တော်အတော့ခတ်နိုင်ဘူးပေါ့နော်ဆရာ ခါပါလို့ပါဖြစ်တယ်နိအစင်းသားပါဟောအစင်းသားဟောအဓိကလေကျွန်တော်တို့အစင်းအစင်းအနေသားကြတော့ဆရာစင်လည်းမဟုတ်လို့လူတယောက်ကိုဟွာပေါ့တွဲခေါ်လို့လောက်ပဲရမယ်လူတယောက်ကိုပံမိုးပေးလို့တွန့်တင်ပေးလို့လောက်ထိမရဘူးပေါ့ကျွန်တော်အများနဲ့ပြောပါလဲနေဘက်ကလူတွေဆိုလည်းပဲဟောငါအရင်အောင်မြင်နေတာတော့မဟုတ်ဘူးဒါပေမဲ့အထိုက်လျောက်ကလေးဒီလောကထဲမှာကျင်လည်လို့ရတဲ့အတိုင်းအတာလေးတခုတော့ရှိတယ်အားကြောင့်မလို့ကိုမျိုးနဲ့ရလူတွေဝါသနာပါတယ်ဆိုရင်ဘယ်သူမဆိုပေါ့ ကျွန်တော်နဲ့လက်လန်းမီတဲ့လူဆိုလို့ရှိရင်ကျွန်တော်အစွဲခေါ်ဖို့အစဉ်သင့်မှာဘာဖြစ်လို့ကျွန်တော်နိုင်ရဘက်ကပေါ့လူပြောက်ကိုကျွန်တော် supporting အပြည့်ဝပေးပြီးကျွန်တော်ဟိုမြေတော်မြောက်ပေးလို့ရလောက်တဲ့အတိုင်းတာတော့မရှိသေးပါဘူးမြို့ပေါ်ကအလှလေးတွေကြားအညာလေးများမခံရလေအောင်ငတိုင်းကြောင်းကနေကျွန်တော်ဒီဇိုင်းကြောင်းပြီးရန်ကုန်မှာနေရတာမဟုတ်တော့ပါကျွန်တော်မြို့နေရတော့မရှိသေးပါဘူးအခြားဒေသလူတွေပါပဲအများကြီးပါပဲကျွန်တော်ခုဆိုရင်ဒီလောကထဲမှာနည်းနည်းလေးအထက်လျောက်လူသိလို့တချင်းလိုက်ဆိုနေတဲ့လူတွေ အဲတုံးဆောင်လေးလိုက်လုံနေတဲ့လူတွေအများကြီးပါကျွန်တော်နာမည်လေးတွေပြန်ပြောချင်လို့အများကြီးပါပဲအခြားဒေသလူတွေဝါသနာရှင်တွေကျွန်တော်အများကြီးကျွန်တော်ဂရုတွေမှာအများကြီးထည့်ထားပြီးပါဟုတ်အဖေကငတန်းကျောင်းသားအမေကပန်းတနော်သူအသွင်တူလို့အိမ်သူဖြစ်ဘသူပိုချစ်လဲပြန်ကြရင်မြေကန်းတစ်ပည့်ကရိုင်းနေတဲ့တဲအိမ်လေးမှာကျွန်တော်ငွေခဲ့ကြတာပါဗျာဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျာ